ော်တော်တော်မိုက်ဝိုင်းပါနော်အခုကကျွန်တော်ဒီ H32 နဲ့ snare drum ကို miss လုပ်ပြမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်အရင်ဆုံး snare line ကိုကျွန်တော် select လုပ်လိုက်မယ်ပြီးရင် snare tan တင်လိုက်မှာပါနော်အဲ့တော့ပထမအဦးဆုံးကတော့အဝင် signal ကိုကျွန်တော်တစ်ချက်စစ်ကြည့်မှာပါနော်သူ့ရဲ့ gain stage ကဒီကောင်းတဲ့ signal ထဲထိရောက်ဖို့အတွက်ကျွန်တော် input gain ကိုတင်ပြရမှာဖြစ်ပါတယ်ဗျ Okay, ဒါကောင်းတဲ့အနေအထားဖြစ်သွားပြီဗောနော်နောက်ထပ်ကတော့ကျွန်တော် gate ထဲမှာဖြစ်ပါတယ်ဗျပင် gate online ဗောနော်အဲ့တော့ဒီမှာမြင်တဲ့အတိုင်းကျွန်တော်တို့တခြားဟာဖြစ်နေလဲဆိုရင်တော့ gate chain ပြဖို့လိုတယ်ပေါ့နော်။ဒီမှာကျွန်တော် gate chain နိုင်မယ်။ပြီးရင်တော့ကျွန်တော်တို့က snare ပဲကြံခဲ့တဲ့အထိ threshold ကိုတင်သွားလိုက်မယ်ပေါ့နော်။ ဟုတ်ရေဒါဆိုတော့ဒီစနေရဲ့ line ထဲမှာတခြားအတန်တွေကပျောက်သွားပြီးတော့စနေပဲကြံခဲ့တယ်ဗောနကျွန်တော်ချက် gate ပါတာနဲ့မပါတာနဲ့ရှင်းကြည့်မယ်โอเคအရင်ကောင်းတယ်ဗောနပြီးတော့ကျွန်တော် compress ထက်ချင်မယ်ဗောနစနဲဖြစ်တဲ့အကြောင်းကျွန်တော် ratio ခွန်8လောက်ဒီနဲ့ကျွန်တော်ဖိမယ်အဲ10လောက်နဲ့ဖိလဲရတယ်ပြီးတော့ကျွန်တော် threshold ဖိကြည့်မယ်ဗောန ဲ့တော့စနဲကိုတော့ first step နဲ့ကျွန်တော်ဖိမှာဖြစ်ပါတယ်ဗျ။อืมစနဲရဲ့ဒီ transient လို့ခေါ်တဲ့ဘောနော်ထိတ်ကဖောက်ခနဲ့ဖောက်ခနဲ့အတန်းတော့နည်းစမှုသွားပြီဗောနော်။ဒါပေမဲ့အတန်းတိုးသွားတဲ့ကြောင့်ကျွန်တော် gain ပြန်တင်မယ်။โอเคออริจินัลแหมตลอดสมุไว้ป่ะเนาะ တော့အတန်းတော့တိုးနေတော့မို့လို့ကျွန်တော်ဂိမ်းထက်တင်နော် Okay ပြန်တော့ကျွန်တော် EQ ထက်ချိန်မှာဆိုတော့အရင်ဆုံးကျွန်တော်စနဲမှာ low cut လုပ်လိုက်မှာပေါ့နော်စနဲရဲ့ frequency မတိုင်ခင်အထိကျွန်တော် low cut လုပ်လို့ရတယ်စနဲ frequency ကတော့ဒီမှာမြင်တဲ့အတိုင်း200လောက်ကိုသူပြနေပေါ့နော်ဆိုတော့200ကိုကျွန်တော်စနဲတုံးကာလာတွေတက်လာဖို့အတွက်စနဲရဲ့ body တက်လာဖို့အတွက်ပေါ့နော်ကျွန်တော်200လောက်ကို gain တင်ခြင်းပဲ ရာကိုဂိမ်းမတင်ထားတဲ့အတန်းတင်လိုက်ရတော့ body တက်လာတယ်ပေါ့နော် okay ပြီးတော့နောက်ထပ်အတန်းဥတဲ့ဟာတွေကျွန်တော်ရှာပြီး short ထားမှာဖြစ်ပါတယ်ဗျာဒီ frequency 800 900 800တက်ဝိုက်မှာပေါ့နော် ဟွောင်းကနေဟွောင်းနဲ့အတန်နေဖြစ်နေတာပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်တန့်ပလိုက်မယ်ပြီးတော့ high shift လေးတွေတင်ပေးကြည့်မယ်ပေါ့နော်ကျွန်တော် snare bright ဖြစ်သွားမှာပေါ့နော်အဲ့ဒါ EQ မပါတဲ့ snare EQ ပါလားပြန်တော့ snare ရော button လဲပါတဲ့ကြောင်းကျွန်တော် snare button လဲတစ်ချက်တင်လိုက်မယ်အဲ့တော့ snare button line ကို ကျွန်တော်တစ်ချက်ဆက်လက်မယ်ပြီးရင် input gain တင်ပေးမှာဖြစ်ပါတယ်ဗျာဆိုတော့အဝင် signal ကြည့်ကြည့်မယ် minus 18တော့ကျော်လာပြီဗောနော်အဲဒီကောင်းရဲ့အတန်းကျွန်တော်တို့ကစနေရဲ့နောက်ကနေပပလီပေးလိုက်မှာဖြစ်တဲ့တကြောင်ဗောနော် gain ကြီးအများကြီးတော့တင်ပေးတင်ပေးမတင်တော့ဘူးဗောနော်ကျွန်တော်ပြင်တော့ low cut လုပ်လိုက်မယ်โอเคပြီးရင်ကျွန်တော် gate ထပ်ထည့်မယ်ဗောနော် နော်ဒါဆိုစနဲရဲ့ဒါ spring တန်ပဲကြံခဲ့တော့တယ်မနော်စနဲ spring line နဲ့မှာစနဲ bottom mic line နဲ့မှာတခြားတန်တွေမရှိတော့ဘောနော်ပြင်တော့ကျွန်တော်တို့ကိုသူ့ရဲ့ transient တွေကိုဖိချမယ်ဘောနော် transient တွေဖိပြီး smooth သွားအောင်ကျွန်တော်ဖိမယ် fast attack နဲ့ဖိမှာပါဘောနော် compress fast တန်နဲ့ဟွန်းဒါပေမဲ့အတန်းတော့ smooth ထွက်သွားပြီဘောနော်ကျွန်တော်ကြိုက်တယ်ဘောနော်ဒါပေမဲ့ output gain ပြန်တင်มาရမယ်တိုးသွားလို့ ဆို compress မပါတာဟာတော်တော်ဆုံးပါရနော်ပြီးတော့ကျွန်တော် EQ ချိန်မှာဖြစ်ပါတယ်ဗျအဲဆို low cut ကျွန်တော်ထပ်ယူလို့ရသေးတယ်ဒါဆိုတဖြည်းဖြည်း snare ရဲ့ spring မဲ့ဂျန်ခဲ့တော့တယ်ဗောနော်ဒါဆို high သူ့ရဲ့ spring line ဖြစ်တဲ့ကြောင့် high mid အတန်ဗောနော်အဲဆိုကျွန်တော်နောက်ထပ်ကတော့ဥနေတဲ့ဟာတွေကိုကျွန်တော် share short ရမှာဗောနော် ပြင်တော့ high လေးတွေနဲ့ boost ပေးလိုက်မယ်ကြာအဲ့တော့ spring line ကိုကျွန်တော်မချိန်ထားခင်က original တန်းဒါ gate compress eq ထည့်လိုက်တဲ့တန်း okay ဒါဆိုရင် snare main snare spring line อืม original sound နဲ့ဟောတော်တော်မိုက်ဝိုင်းပါနော်ဟိုဒါတော့ကျွန်တော်ဒီ H Studio နဲ့ Snare ကို miss လုပ်ပြတာဖြစ်ပါတယ်ဗျအားလုံးသဘောကျအောင်မျှော်လင့်ပါတယ် bye bye Thank you.